တရားဝင်တွဲဆောင်မှုလို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒါဟာအတိမတ်ပြုမှုအထိသွားလားမသွားလားဆိုတာတော့ပြောဖို့ခက်ပါတယ်ဟိုဘု து ဘု து ဟိုမှာတော့အတိမတ်ပြုသေးတဲ့တရားဝင်ပေါ့လေ recognition ပေးတဲ့အနေအထားမျိုးတော့မဟုတ်ဘူးဒါပေမဲ့တရားဝင်တွဲဆောင်မှုတော့ဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာ PPTV ရဲ့တည်တံ့တွဲဆုံမေးမြန်းခန်းကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံအလှည့်ကြောဥက္ကဋ္ဌအဖြစ်တောင်းဝင်ယူထားသူမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါအီဘရာဟင်တို့ဟာ2025ခုနှစ်ဧပြီလ16ရက်နေ့နံနက်ပိုင်းမှာတယ်လီကွန်ဖရင့်ကတဆင့်တွေ့ဆုံမှုပြုလုပ်ခဲ့ပါရစေ။ဒီကနေ့တွေ့ဆုံမှုမှာပါဝင်တက်ရောက်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်ကိုဆက်သွယ်မေးမြန်းသွားမှာပဲဖြစ်ပါရစေ။ ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမောင်သိမ်းပါဝင်ကြီးတော်စင်မောင်မင်္ဂလာပါခင်ဗျာဟုတ်မင်္ဂလာပါဟုတ်ကဲ့ပါဝင်ကြီးပထမဦးဆုံးသိကျင်တာအမျိုးသားညီညွတ်ရေးအစိုးရကဝင်ကြီးချုပ်ကြီးနဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်တို့ဒီကနေ့မှတွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်ဒီကနေ့တွေ့ဆုံမှုမှာဝင်ကြီးတော်စင်မောင်လည်းပါဝင်တက်ရောက်ခဲ့ပြီးတော့အာဆီယံနဲ့ဆက်ဆံရေးတိုးမြှင့်ဖို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထိရောက်စွာ ပေးပို့ဖြန့်ဝေနိုင်မှုကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့သိရပါဗျ။ဒါနဲ့ပတ်သက်ပြီးနည်းနည်းထပ်ပြီးများအသေးစိတ်ရှင်းပြပေးလို့ရမလားဝန်ကြီးခင်ဗျာ။အာဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့တွေ့ဆုံမှုကအဲဝန်ကြီးချုပ်ပေါ့နော်ဟိုဝန်ကြီးချုပ်ချင်းချင်းတွေ့ဆုံတဲ့တွေ့ဆုံမှုဖြစ်ပါတယ်။ဟိုကျမတို့ကတော့ဟိုဒီတွေ့ဆုံမှုဖြစ်မြောက်အောင်လို့ပေါ့နော်။ဝန်ကြီးဌာနအနေနဲ့ဒီ ASEAN Special Envoy office နဲ့ရောနောက် Malaysia အစိုးရတာဝန်ရှိတဲ့သူတွေနဲ့ရောကျွန်တော်တို့ဟိုဆိတ်ဆက်ပြီးတော့ပြင်ဆင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ဆိုတော့အဲ့ဒါကဟိုဟိုအစကတော့ကျွန်တော်တို့လူချင်းတွေ့ဖို့လို့စီစဉ်တာပေါ့နော်။နောက်ပိုင်းနည်းနည်းအဲအာဂျန့်ဖြစ်လာတဲ့တွေ့ဆုံမှုမှာအာနည်းနည်းစီစဉ်ရတဲ့ logistic ကိစ္စလေးတွေကြောင့်မို့လို့တော့အခုအအချိန်မှာတော့လူချင်းမတွေ့နိုင်မင်းနဲ့ပေါ့လေ။အဲဒီမလေးရှားဝန်ကြီးချုပ်ဟိုဘန်ကောက်ကိုရောက်နေတဲ့အချိန်မှာကိုပဲအ အဲတွေ့ခြင်းနဲ့အဲဖြစ်တဲ့နည်းနဲ့တွေ့မယ်ပေါ့နော်ဆိုပြီးတော့ဒီတွေ့ဆုံမှုဖြစ်သွားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဝန်ကြီးခင်ဗျာဒီကနေ့တွေ့ဆုံမှုကအမျိုးသားညီညွတ်ရေးအစိုးရကိုအာဆီယံအနေနဲ့တရားဝင်အတိမတ်ပြုမှုတစ်ခုလို့မှတ်ယူလို့ရပါလားခင်ဗျာအဲဟိုတရားဝင်အတိမတ်ပြုမှုလို့အထီတော့ဟိုပြေဝိုင်ပြောဖို့လို့တော့ခက်တယ်ဒါပေမဲ့ကျမတို့ကိုထည့်သွင်းအဲစဉ်းစားရမယ်ပေါ့နော်အထူးသဖြင့်တော့မြန်မာအုံမြန်မာလက် process ဖြစ်ရမယ်ဟဲ့လားမြန်မာပြည်သူလူထုတွေရဲ့အတန်ကိုအထင်ဟပ်ရမယ်လို့အဲဒီအာဆီယံကရောနိုင်ငံတကာကရောစဉ်းစားရဆိုလို့ရှိရင်ဒါ NUG နဲ့အဲမတွေ့ဆုံလို့မရတဲ့အနေအထားမျိုးဖြစ်ပါတယ်ဒီဒီသဘောပါပဲဆိုတော့ပြောရမယ်ဆိုရင်အခုအာဆီယံရဲ့အဲဒီ5 point consensus မှာလည်းပါတယ်ဟဲ့လားအကျိုးသက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံရမယ် all stakeholder အားလုံးနဲ့တွေ့ဆုံရမယ်ဆိုလို့ရှိရင်ကျမတို့ဟိုနားလည်တာကတော့ဒါ မြမအရေးကိုဟိုတေချာနားလဲခြင်းနဲ့ဆိုလို့ရှိရင်ဘက်ပေါင်းစုံတွေ့ဆုံရမယ့်သူတွေနဲ့တွေ့ရမယ်အထူးသဖြင့်ခုန NUG ဒီအဲအဲဒီပြည်သူလူထုကနေပြီးတော့ပေါ့နော်ဒါဟိုအစိုးရအနေနဲ့အဲဒါလက်ခံထားဖို့လို့ပေါ့လက်ခံကြဖို့လို့တိုက်တွန်းနေကြတဲ့အဖွဲ့အစည်းလည်းဖြစ်တယ်နောက်တစ်ခုကကျတော့စစ်ကောင်စီကို အာကျမတို့တွေကဟလာတရားဝင်မှုမပေးဖို့ဆိုလို့ရှိရင်ဒါ alternative အနေနဲ့ပေါ့နော်ဒါကျမတို့စပြီးတော့ NUG အစိုးရစတင်ဖွဲ့စည်းစဉ်ကတည်းကလဲပဲအဲဒီဟာကို စစ်ကောင်စီကိုအတိအမှတ်မပြုဖို့ NUG ကိုအတိအမှတ်ပြုဖို့ဆိုတဲ့အဲရည်ရွယ်ချက်တွေရှိပါတယ်အဲ့တော့အဲ့ဒီရည်ရွယ်ချက်ကအနိမပန်းနိုင်ကဘာလဲဆိုတော့တော်လှန်ရေးအောင်မှုလို့ပဲလေနော်တော်လှန်ရေးအတွက်အထောက်ပံ့ဖြစ်ဖို့လို့ပဲဖြစ်တော့ဟိုတရားဝင်တွဲဆုံမှုလို့ပြောတဲ့အခါမှာတော့ တရားဝင်တွေ့ဆုံမှုလို့တော့ပြောလို့ရတယ်ဒါပေမဲ့ဒါဟာအတိမတ်ပြုမှုအထီသွားလားမသွားလားဆိုတာတော့ပြောဖို့ခက်ပါတယ်ဟိုဘသူဘသူဟိုမှာတော့အတိမတ်ပြုသေးတဲ့တရားဝင်ပေါ့လေ recognition ပေးတဲ့အနေအထားမျိုးတော့မဟုတ်ဘူးဒါပေမဲ့တရားဝင်တွေ့ဆုံမှုတော့ဖြစ်ပါတယ်ဟုတ်ကဲ့ပါဝင်ကြီးခင်ဗျာနောက်တစ်ခုကနှစ်ဖက်တွေ့ဆုံမှုကိုဘယ်ဘက်ကမှကန့်ကွက်မှုမရှိဘူးလို့ဒီမလေးရှားဝင်ကြီးချုပ်ကထည့်ရေးထားတာကိုတွေ့ရပါတယ်ဒါကဒီစစ်ကောင်းဆောင်မင်းအောင်နိုင်တဲ့တွေ့ဆုံမှုကို NUG က သဘောတူလက်ခံနေဆိုတဲ့သဘောမျိုးလားခင်ဗျ။အဲကျမတို့ကဒီစီကောင်းဆောင်တဲ့တွေးဆမှုကိုလောက်တိုင်းပေါ့နော်ကျမတို့ကဘာပြောလဲဆိုတော့နိုင်ငံရေးရအတုံးချမခံရဘူးလို့လို့ရတယ်။နောက်ပြီးတော့ engagement လုပ်တယ်ဆိုရင်မြမပြည်ရဲ့အရေးကိစ္စကိုတေချာနားလည်ခြင်းနဲ့ဆိုလို့ရှိရင်စစ်ကောင်းဆောင်နဲ့အဲကျန်းဖက်စစ်ကောင်းဆောင်နဲ့ပေါ့နော်တစ်ဖက်သက် ဆက်ဆံထိတွေ့နေတာကမလုံလောက်ဘူးဆိုတော့ကျမတို့မကြသေးခင်ရဲ့ပိုင်းကပဲပေါ့နော်ကျမတို့မဟာမိတ်များနဲ့ပူးတွဲပြီးတော့ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှလည်းအဲဖော်ပြပါတယ်ကျမတို့မကြခဏလည်းဒါပြောတယ်ပေါ့နော်ကျမတို့ကို ဟိုဟိုနှစ်ဖက်လုံးကိုပေါ့နော်ထိတွေ့ဆက်ဆံဖို့လိုတယ်။အန်ယူဂျီဆက်ကဆောက်တွေ့မယ်ဆို NUG ကိုလည်းတွေ့ရမယ်။အဲ့လားတခြား NDD တော်လိုင်းအင်အားစုတွေနဲ့လည်းအဲတွေ့မှသာလျင်ဒါဘက်ပေါင်းဆောင်ရဲ့အတန်ကိုကြားရမယ်ပေါ့နော်။ one side ဖြစ်တဲ့တစ်ဖက်သက်ထိတွေ့ဆက်ဆံမှုမျိုးမလုပ်ဖို့ကျမတို့ကအမြဲတမ်းပြောပါတယ်။ဆိုတော့အခုလိုမျိုး equal balance communication ပေါ့နော်။ဒါယူလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရမှလည်းဒါကျမတို့ကအာဆီယံနဲ့မှမဟုတ်ပါဘူးနိုင်ငံတကာ UN agency တွေနဲ့ပဲဖြစ်ဖြစ်တခြားသောအစိုးရအဖွဲ့တွေနဲ့ပဲဖြစ်ဖြစ်ကျမတို့တောက်လျှောက်ပြောနေတာရှိတယ် equivalence communication ရှိရမယ်နှစ်ဖက်လုံးကိုဆက်ဆံရမယ်တစ်ဖက်သက်ဆက်ဆံပြီးတော့တရားဝင်မှုပေးလိုက်တာစစ်အာဏာသိမ်းမှုကိုဟိုပေါ့နော်ဟိုအတိမတ်ပြုတ်လိုက်တဲ့အဖြစ်မျိုးမရောက်ဖို့လို့လိုတယ်ပေါ့နော်ဒါကြောင့်မို့လို့အခုကျမတို့နဲ့လည်းတွေ့တယ်စစ်ကောင်စီနဲ့လည်းတွေ့တယ်ဆိုတဲ့ကိစ္စမှာတော့ကျမတို့အထွေထူးမှတ်ချက်ပေးစရာမရှိပါဘူးဟုတ်ကဲ့ပါဝင်ကြီးခင်ဗျာနောက်တစ်ချက်ကရှေ့လျှောက်အာဆီယံအလှည့်ကျဥက္ကဋ္ဌအပါအဝင်အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံမှုတွေပူးပေါင်းဆောင်ရွက်မှုတွေကိုမြင်လာရဖို့ရှိပါသလား နောက်တစ်ခုကတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ရောအာဆီယံဥက္ကဋ္ဌဘက်ကတွေ့ဆုံတာမျိုးရှိလာနိုင်လားခင်ဗျာအရှိလာနိုင်ပါတယ်ရှိလာနိုင်ပါတယ်လို့ကျွန်မပြောချင်တယ်ပေါ့နော်ဆိုတော့ကျွန်မတို့သိထားရသလောက်ရှိလာနိုင်တယ်တွေ့ဖို့လို့လည်းကျွန်မတို့တွေဟို bilaterally or multilaterally or ပူးပေါင်းဆောင်ရွက်နေကြတာ၄ရှိပါတယ်ပေါ့နော်ဆိုတော့ရှေ့လျှောက်ပြီးတော့လည်းကျွန်မတို့ကဒီအခုအာဆီယံချဲကမလေးနဲ့မှမဟုတ်ပါဘူး ဟိုအင်ဒိုနီးရှားနဲ့တုန်းကလည်းကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ခဲ့တာရှိတယ်ဒီလာအိုစနဲ့တုန်းကလည်းပူးပေါင်းဆောင်ရွက်ခဲ့တာရှိတယ်ဒါပေမဲ့ဒီ chair တွေရဲ့အဲတုံ့ပြန်မှုတွေနဲ့ active ဖြစ်မှုတွေတော့ဟိုတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးပေါ့လေချင်းကပ်ပုံချင်းလည်းမတူကြဘူးသူတို့တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာသူ့ style နဲ့သူတော့အဲအာဆီယံကောင်းဆောင်မှုကိုသွားနေကြတဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဘက်ကအာအာဆီယံနဲ့ထိတွေ့ဆက်ဆံဖို့ဆိုတာကတော့အမြဲတမ်းတကားဖွင့်ထားတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျွန်တော်တို့ကဒေတာတွင်းကအာဆီယံနိုင်ငံတနိုင်ငံဖြစ်တယ်ပေါ့နော်ဆိုတော့ဒေတာတွင်းကအဲနိုင်ငံတွေအင်းနီလာချင်းနိုင်ငံတွေနဲ့အဲဆက်ဆံရေးကကျွန်တော်တို့အတွက်ဦးစားပေးလဲဖြစ်တဲ့အတွက်ဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဝင်ကြီးခင်ဗျာနောက်တစ်ခုကမလေးရှားဝင်ကြီးချုပ်ကအဲယုံကြည်မှုတည်ဆောက်ဖို့အလွန်အရေးကြီးကြောင်းလဲထည့်ရေးထားတဲ့အတွက်အာဆီယံရဲ့ဂျာဝင်မှုကြောင့်စစ်ကောင်းဆောင်မဲအောင်နိုင်နဲ့ NUG ဂျာတွေ့ဆုံဆွေးနွေးမှုတစုံတရာရှိလာမလားဆိုပြီးတုံ့တက်နေကြတာတွေလည်းရှိပါတယ် ဒီအပေါ်မှာဘယ်လိုမျိုးဝင်ကြီးတုံ့ပြန်ကြမှာလဲခင်ဗျာအဲ့ဒီတွဲဆောင်ဆွေးနွေးမှုဆိုတဲ့ဟာကတော့အင်မတန်ဆောလွန်ပါသေးတယ်လို့ကျွန်မမြင်နေပေါ့နော်နောက်တစ်ခုကခုနပြောသွားတဲ့ယုံကြည်မှုတည်ဆောက်ဖို့ဆိုတဲ့ကိစ္စပေါ့နော်ယုံကြည်မှုတည်ဆောက်တယ်ဆိုတော့အခုမြန်မာပြည်မှာဖြစ်နေတဲ့ပြဿနာ NUG နဲ့စကားဆနဲ့ကြီးပဲပြဿနာတသက်မဟုတ်ဘူးပေါ့နော်ဒါဒါပြည်သူလူထုနဲ့ခြားသောတော်လိုင်းအင်အားစုတွေနဲ့လည်းဖြစ်နေတာဆိုတဲ့ခါကျတော့ ဒီတွဲဆောင်ဆွေးနွေးမှုဆိုတဲ့ဟာကသွားဖို့လို့ဆိုလို့ရှိရင်အာဆီယံကပြောထားတာရှိတယ်เนาะဒါအားလုံးပါဝင်တဲ့ dialogue ပေါ့เนาะ inclusive dialogue ဆိုတာကိုပြောထားတာမျိုးတွေရှိတယ်ဆိုတော့အဲ့ဒီကိုရောက်ဖို့လို့ဆိုတာကခုနပြောတဲ့ trust ပေါ့เนาะယုံကြည်မှုကအရေးကြီးတယ်အဲ့တော့ယုံကြည်မှုကိုတည်ဆောက်ဖို့ဆိုလို့ရှိရင် fancy ထိန်းသိမ်းခံထားရတဲ့ဟလာခေါင်းဆောင်တွေနိုင်ငံရေးအကျဉ်းသားတွေကိုလည်းမလွတ်သေးဘူးနောက်ပြီးတော့ ခုချိန်အထိပေါ့နော်ရွာတွေမီးရှို့တာဘုံကျဲတာအဲလေချောင်းတိုက်ခိုက်တာတွေလည်းမရက်သေးဘူးပြောရရင်တော့အကြမ်းဖက်မှုတွေလည်းမရက်တန့်သေးဘူးပေါ့နော်ဆိုတော့အဲ့လိုမရက်တန့်သေးပဲနဲ့ဘလို့ယုံကြည်မှုတည်ဆောက်မလဲပေါ့ဒါကြောင့်မို့လို့ယုံကြည်မှုတည်ဆောက်ဖို့အရေးကြီးတယ်ဆိုတဲ့နေရာမှာဒီအချက်တွေကိုသိတာထင်ရှားတဲ့အဲပေါ့နော်ဟိုဟိုအပြောင်းလဲလိုမျိုးเนาะနိုင်ငံရေးအာသီတလိုမျိုးမဖော်ပြပဲနဲ့အဲကျမတို့က အဲဘယ်ဆူနေပါမယ်မဆူနေပါဘူးပြောဖို့ဆိုတာကတော့အချိန်ခါမကြသေးဘူးလို့ပဲကျွန်မအနေနဲ့တော့မြင်ပါတယ်ဟုတ်ကဲ့ပါဝင်းကြီးခင်ဗျာနောက်ဆုံးအနေနဲ့ PPTV ရဲ့တည်တံ့တွဲဆုံမေးမြန်းခန်းကနေဒီကနေ့ interview အစီအစဉ်မှာဝင်းကြီးအနေနဲ့ဗာများဖြည့်ဆွတ်ပြောချင်ပါတယ်ခင်ဗျာအာဟုတ်ကဲ့အာဒီ Nissan တရက်နေလဲကြော်လာခဲ့ပြီပေါ့နော်ဆိုတော့ဒီမှာဒီအခွင့်အရေးရတော့မယ်ဒီနှစ်သစ်မှာအာအာသစ်အင်သစ်တွေနဲ့ပေါ့နော် အောင်မြင်မှုအသစ်တွေ ရရှိနိုင်ပါစေလို့ပဲကျွန်မဆူတောင်းပေးစီပေးခြင်းနဲ့အဲကျွန်မတို့မြန်မာပြည်သူလူထုကအခုဟိုစစ်ပေးစစ်တန်းအဲနောက်ဒီစစ်အာဏာရှင်ရဲ့ဒဏ်နဲ့မကအောင်တဘာဝဘေးအန္တရာယ်တန်ကိုလည်းခံရတယ်ဒီတဘာဝဘေးအန္တရာယ်ခံရတဲ့ကာလမှာပဲဘလောက်ထိအာဏာရှင်စနစ်ရဲ့ညံ့ဖျင်းတဲ့အုပ်ချုပ်မှုဟိုပုံစံကြောင့်ပို့ပြီးတော့မခံစားသင့်ပဲခံစားနေရတာကိုလည်းမြင်တွေ့နေရတယ်ပေါ့နော်ဒါကြောင့်ကျွန်မတို့က ဘလို့အခက်ခဲမျိုးပဲရှိပါစေအဲကျမတို့ရဲ့မူလပန်းတိုင်ဖြစ်တယ်ပေါ့နော်စနစ်ပြောင်းစနစ်ပြောင်းရမယ်ဒီတိုင်းပြည်ကနိုင်ငံရေးစနစ်ပြောင်းရမယ်အုပ်ချုပ်ရေးစနစ်ပြောင်းရမယ်ပေါ့နော်ဆိုတော့ဒီစနစ်ပြောင်းတော်လှန်ရေးအတွက်လုပ်ရမယ်အလုပ်တွေကိုတော့ဘလောက်အခက်ခဲပဲရှိရှိ ကျမတို့တွေညီညွတ်ညွတ်နဲ့တယောက်ကိုတယောက်ပေါ့နော်အားပေးရင်းနဲ့အတူတူကအာကြော်လွှားသွားကြပါမယ်ပေါ့နော်နောက်ပြီးတော့အခုအတူတူဒီငလင်ပေးတန်ခံရတဲ့ပြည်သူလူထုနဲ့ရောစစ်ပေးစစ်တန်ခံရတဲ့ပြည်သူလူထုတွေနဲ့အတူတူကျမတို့ ဟိုရက်တည်နေတယ်အဲရှိနေတယ်ဆိုတော့ကိုပဲအဲအပိစကားပြောတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဝင်ကြီးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပါ PPTV ရဲ့တီးတန့်တွဲဆုံမင်းမြန်ကန်အစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့ဓမ္မဘက်ကနေဒီကနေ့အချိန်ထိရက်တည်နေကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ